မင်္ဂလာညချမ်းပါခင်ဗျာကျွန်တော်တို့ရဲ့တနစ်တာတည်င်းတွေကိုစူးစီးတင်ဆက်ပေးတဲ့တည်င်းတို့ထွားအစီအစဉ်ကနေတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဦးဆုံးတည်င်းအနေနဲ့ကတော့အင်မတန်ဆက်ဆုပ်ယွန်းစရာဖွဲ့ကောင်းတဲ့တည်င်းပဲဖြစ်ပါတယ်အဲ့ဒါကတော့ယာအိမ်မှုချစ်ဆန်းရဲ့တားဖြစ်သူအနေအပေါင်းပါတဦးကမင်းကလေးအသက်18နှစ်အရွယ်မင်းကလေးငယ်ကိုမဒိန်ကျင့်တယ်ဆိုတဲ့တည်င်းပဲဖြစ်တယ်မဒိန်ကျင့်ပြီးတော့ဒါကိုမဒိန်မှုကိုမဒိန်မှုအတိုင်းမလုပ်ဘဲနဲ့ဥပဒေကြောင်းအရာမလုပ်ဘဲနဲ့ငွေနဲ့ကြေးအေးပြီးတော့ဖိအားပေးလုပ်နေတယ်ဆိုတဲ့တည်င်းပဲဖြစ်တယ် ရန်ကုန်တိုင်းတန်လျင်မြို့နယ်ဘောတပြေကံကျေးရွာတွင်ယာယီမှုချစ်စန်းဤတားဖြစ်သူနှင့်အပေါင်းအပါများကအသက်18နှစ်အရွယ်မိန်းကလေးငယ်တဦးကိုမရင်းကျင်းမှုဖြစ်ပွားပြီးပြုတ်ကျင့်ခံရသူမိန်းကလေးငယ်ကိုငွေကျပ်3000နဲ့ရွာပြန်ပို့လိုက်ကြောင်းတိရှိရတယ်။ယာယီမှုချစ်စန်းဤတားဖြစ်သူနှင့်အပေါင်းအပါကယ်ရီဓမ္မတဦးကတနေ့တကြီးမှလာရောက်တဲ့အသက်18နှစ်အရွယ်မိန်းကလေးငယ်ကိုအုပ်စုဖွဲ့မရင်းကျင့်မှုဖြစ်ပွားခဲ့ကြောင်းအဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဘော့တပြေကန်ကြေးရွာမှကြေးရွာအုပ်ချုပ်ရေးမှုနှင့်ယာယီမှုချစ်ဆန်းတို့ကကျူးလွန်ခံရတဲ့မိန်းကလေးငယ်ကိုတက်ဆိုင်ရာရွာတို့ပြန်ရန်ပြောဆိုပြီးငွေကျပ်3000ပေးကကားပေါ်တင်ပေးလိုက်ကြကြောင်းမဒိန်မှုနှင့်ပတ်သက်၍ဘော့တပြေကန်ကြေးရွာနယ်မြေရဲစခန်းကိုလည်းယာယီမှုချစ်ဆန်းကငွေကြေးလက်ထိုး၍အမှုမဖြစ်စေရန်လှုံ့ဆော်ခဲ့ကြောင်းသိရှိရတယ်။ဘော့တပြေကန်နယ်မြေရဲစခန်းကရဲတွေကိုလည်းဥက္ကဋ္ဌနဲ့ယာယီမှုချစ်ဆန်းကအမှုမကြီးစေလိုဘူးဆိုပြီးလက်ထိုးတယ်။ ကျွေးမွေးအရက်တိုက်တယ်နောက်တစ်ခုကကြေးရွာအုတ်ချုပ်ရမှုဥက္ကဋ္ဌနဲ့ရာရင်မှုချစ်ဆန်းကအမျိုးပတ်တော်နေတယ်ဟုအမှုဖြစ်စဉ်ကိုတေချာစွာတိရှိထားတဲ့သတင်းရင်းမြစ်တူကရှင်းပြပါကဲစဉ်းစားကြည့်ဗျာအသက်18နှစ်အရွယ်ဆိုတာအပြိုတော်မဝင်သေးတဲ့အရွယ်နောက်တစ်ချို့ကြတော့အသက်16နှစ်နဲ့အပြိုဝင်နေဆိုပေမဲ့ပုံမှန်အဖြစ်ဟာအသက်18 19ဒါဒီအရွယ်လေးမှာအပြိုပေါ်ဝင်ခါစားအရွယ်ပေါ့နော်တကယ်အပြိုကြီးဆိုတာဟာမဖြစ်သေးတဲ့အရွယ်ဆိုတော့အဲ့တော့အဲ့ဒီအရွယ်ကို မတိန်ဝိုင်းကျင်နေဆိုတာဖြစ်တင်လားမဖြစ်တင်ဘူးလားစဉ်းစားကြည့်ပါတယ်မဟုတ်ဘူးเนาะသူများသားသမီးချင်းကိုချင်းစာကြည့်ดิအဲ့ဒီချစ်ဆန်းသမီးဖြစ်နေချစ်ဆန်းဆိုတော့ကောင်သူများအခုချစ်ဆန်းရဲ့သမီးမပြောပါနဲ့ချစ်ဆန်းမှာမရရှိမှာပဲเนาะအဲ့ဒီယာယီမှုချစ်ဆန်းမှာချစ်ဆန်းမရကိုနောက်ထပ်ရက်ကွက်ထဲမှာရှိတဲ့ကောင်လေးနှစ်ယောက်လောက်ကမတိန်တက်ကျင်မယ်ပြီးရင်အဲ့ဒီတုံးတောင်းပေးပြီးတော့ချစ်ဆန်းကိုကြည်အေးခိုင်းမယ်ချစ်ဆန်းကြည်အေးနိုင်လားသားသမီးအစ်စ်မဟုတ်တယ်ဘူးเนาะယူထားတာမရပဲเนาะဟိုလိုနုနုထွတ်ထွတ်လေးအရွယ်မရောက်သေးတဲ့အရွယ်မဟုတ်ဘူး တွန့်ရှုံနေတဲ့သူ့မယားကိုပဲလုတ်ကြည့်အောင်ချစ်စမ်းလက်ခံနိုင်လားလို့နော်စဉ်းစားကြည့်အဲ့တော့ဒီလိုမျိုးမရင်းကျင့်တဲ့အရာကြီးတစ်ခုကိုငွေကျပ်တုံးတောင်းနဲ့ရွာပြန်လွတ်လိုက်တယ်ဆိုတဲ့ကိစ္စမတော်လို့ကိုဝင်ရောင်းရင်ဘယ်လိုဖြစ်ရှင်းမလဲမိန်းကလေးဘက်ကဘလောက်ရုံမာတဲ့လောက်ရတဲ့စဉ်းစားကြည့်အဲ့တော့ကျွန်တော်တိုင်းပြည်မှာလေမျက်နှာရှိရာဟင်းဘက်ပါဥပဒေဆိုတာပျောက်ကုန်ပြီဗျမ်းပဒါတွေအကုန်လုံးဖြစ်နေတာဒီမင်းအောင်နိုင်တယောက်အာနာသိမ်းလိုက်တဲ့နောက်ပိုင်းမှာအဲ့တော့ဓာရီအားလုံးလွတ်မြောက်ဖို့ဆိုတာအားလုံးတည်တဲ့အတိုင်းဒီနိုင်ငံဒီအာနာကြီးစနစ်အောက်ကလွတ်မြောက်မှာကိုရမှာပါ ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်စိတ်ပြူမြို့နယ်တန်စလုံစစ်တပ်ဂိတ်ကိုတိုက်ခိုက်မှုစစ်သား၄ဦးတေဆုံးပြီးတနတ်တလက်နဲ့ခဲယမ်းများသိမ်းဆဲရရှိတော်နိုင်ရဲဘော်တို့အကြံဆုံးတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စိတ်မကောင်းစရာပဲเนาะဘလောက်ပဲအောင်မြင်မှုရရကိုယ့်ဘက်ကရဲဘော်တယောက်ကြားတဲ့အတွက်တန်ဖိုးမဖြတ်နိုင်ပါဘူးကိုယ့်ဘက်ကရဲဘော်တွေမကွေတိုင်းခုတ်ခုတ်ခိုင်စိတ်ပြူမြို့နယ်တန်စလုံစစ်တပ်ဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၄ဦးတေဆုံးပြီးလက်နက်တလက်နဲ့ခဲယမ်းများသိမ်းဆဲရရှိခဲ့ကြောင်း ပခုတ်ကူခရိုင်အမှတ်16တပ်ရင်းမှတာဝန်ရှိသူတဦးကပြောကြားသည်အော်တိုဘာလ28ရက်နေ့နနက်9:30မိနစ်ကစိတ်ဖြူမြို့နယ်ဂွေးပင်ချောင်းကျေးရွာနှင့်တောင်ငယ်လုံးကျေးရွာကြားရှိတန်းစလုံးအကျန်းဖက်စစ်သက်စစ်စေးရေးဂိတ်ကိုပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များကဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်သား၄ဦးတေဆုံးခဲ့ကြောင်းသိရတယ်။ထို့ပြင်အကျန်းဖက်စစ်သားများကိုကင်ဆောင်အုံပြုတဲ့ MA3 တနက်အမျိုးအစားတနက်တလက်ကြီပေါက်၃ပေါက် 5.56G 130နှင့်အခြားဆက်ဆက်ပစ္စည်းများတင်ဆက်ရရှိခဲ့ပြီးရင်းနှက်နာကော်လံမကွေးတိုင်းပကဖရွေလျားစစ်ကြောင်းမှစစ်ကြောင်းမှုရဲဘော်စိတ်ဖြူခတ်ရဲဘော်ဟိမင်းတူမြင့်မြတ်စွာအတက်ပေးခဲ့ရကြောင်းသိရှိရတယ်အဆိုပါတိုက်ခိုက်မှုကိုပခုတ်ခုခရိုင်တရင်၁၆နှင့်ရင်းနှက်နာကော်လံမကွေးတိုင်းပကဖရွေလျားစစ်ကြောင်းတို့ပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရတယ်နော်ဟိုတော်တော်တော့နစ်နာတယ်နော်ရရှိတဲ့အောင်မြင်မှုနဲ့ပြန်ပေးဆက်ကနာနေတော့မတန်ဘူးပြဒီလိုပွဲမျိုးอ่ะ เนาะဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့အမြဲပြောတယ်လို့ပဲတော်လန်ရင်းအင်အားဘက်ကနေတိုက်တဲ့ရဲဘော်တယောက်ဟာဒါလက်ရှိမင်းအောင်လှိုင်ခိုင်းနှမြလုံနေတဲ့စစ်ခွေးတရားနဲ့မလဲနိုင်ဘူးတစ်ဖက်မှာစစ်ခွေးတရားအပုံလိုက်သေးနေပါစေကိုယ့်ဘက်မှာရဲဘော်တယောက်လုံးဝအကြဆုံးမခံနိုင်ဘူးမလဲနိုင်ဘူးအဲ့လောက်ထိတန်ဖို့ကြွားပါတယ်ဘာဖြစ်လို့လဲခံယူချက်မရှိယုံကြည်ချက်မရှိเนาะအမားအမှန်မတိအမိတ်ပင်းဘာမဆိုလုံမယ်ဆိုတဲ့အောက်တန်းစားစရိုက်တွေစုဖွဲ့ထားတဲ့လက်နက်တကင်တောင်းညမ်းတဲ့အကောင်တွေနဲ့ တိုင်းပြည်အတွက်လာကမရယာဒူးမရအာနာမရစသဖြင့်ဘာမှမရပဲနဲ့ပေးဆက်မှုတက်တက်နဲ့ပါဝင်နေတဲ့တည်သူတယောက်နဲ့တန်ဖိုးချင်းဟာဘလို့မှမကွာပါမတူပါဘူး။နော်ဒါကြောင့်မို့လို့တိုင်းပြည်ကိုဖျက်ဆီးနေတဲ့ကောင်တွေကိုအသက်ပေးတိုက်နေတဲ့ကျွန်တော်တို့ရဲဘော်တွေဟာဘလောက်တန်ဖိုးရှိတယ်ဆိုတာဒါကိုပြည်သူတွေကပြောတာဖြစ်ပါလေ။ဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါလေ။ဒါကတော့မြန်မာစစ်တပ်ကရွေးကောက်ပွဲကျင်းပပါကမတည်ငြိမ်မှုများနဲ့ဖယ်ထုတ်ခံရမယ်တဲ့နော်။ ဒါကတော့မြန်မာစစ်တပ်ကလက်ရှိအခြေအနေများအောက်တွင်ရွေးကောက်ပွဲကျင်းပမှာကမတည်ငြိမ်မှုများနဲ့ဖယ်ထုတ်ခံရမှုကိုပုံမိုနှက်ဆိုင်ဆိုးဝါးစေလိမ့်မည်ဖြစ်ကြောင်းကုလတမကအတွင်းမှုချုပ်အန်တိုနီယိုဂူတာဂရက်ကသတိပေးပြောဆိုလာတယ်။မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ယမန်နှင့်အာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်စဉ်ကုလတမကအတွင်းမှုချုပ်အန်တိုနီအန်တိုနီယိုဂူရာရက်ကအထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်တယ်။ဒီမိုကရေစီနီးကြရွေးကောက်တင်မြှောက်ခံရတဲ့ခေါင်းဆောင်များအပါအဝင် မတရားဖန်ဆီးခံထားရသူများကိုလွှတ်ပေးရန်ကုလသမဂ္ဂအတွင်းမှုချုပ်ကတောင်းဆိုလိုက်ပြီးလက်ရှိချင်းနေများအောက်တွင်ကျင်းပတဲ့ရွေးကောက်ပွဲကြောင့်ဖယ်ကျင်ခံရမှုနှင့်မတည်ငြိမ်မှုများကိုပုံမဆိုးရွားစေနိုင်ကြောင်းအတိပေးပြောကြားလိုက်တယ်။ဒါကတော့အလုံးတိတဲ့အတိုင်းကုလသမဂ္ဂတကားပိတ်လိုက် တကားဖွင့်လိုက်လုံနေတန်းတန်းနဲ့အခုတော့သူများအိမ်လမ်းလေတဲ့အချိန်မှာကြုံတော့ဝင်ပြောရတာပေါ့နော်။မလေးရှားဒီခုနှစ်မှာအာဆီယံစည်းဝေးမှာဘာသူပြောတာလည်းမှန်တာပဲလေ။ ဟုတ်တယ်နော်ဘာမှအင်အားစုပေါင်းစုံမပါဘဲနဲ့တို့နဲ့အတူတူဒီကိုတယောက်တည်းပြေးပြီးတယောက်တည်းအပြေးပိုင်ပွဲကျင်းပဖို့ဆိုတာအိဗေရှိတယ်မရှိသေးစဉ်းစားဖို့ရှင်းရှင်းလေးပဲပြိုင်ပွဲတစ်ခုဆိုတာပါတယ်အင်အားပေါင်းစုံပါမှပြိုင်ပွဲဆိုတာမြိုင်တာအိဗေရှိတာအခုလက်ရှိမင်းအောင်လိုင်လုပ်နေတဲ့ရွေးကောက်ပွဲဆိုတာသူတို့လူနဲ့သူတို့ကသူတို့ဖဲထိုးသူတို့ကသူတို့ကလပ်ဘန်ထိုးသူတို့ကသူတို့ဖဲချိုးသူတို့ကသူတို့ဖဲဝေသူကသူဒိုင်ကိုင်းသူကသူစားပြီးသူကသူနိုင်နေအောနေတဲ့အရာကြီးတစ်ခုကိုဘာအိဗေရှိမှလဲအဲ့တော့လက်ရှိလုပ်မဲ့ရွေးကောက်ပွဲဆိုတာ ပြဿနာကိုလာပုံမှုဥတည်စေတယ်ဆိုတဲ့စကားတော့တကယ်မှန်ပါတယ်ဟုတ်ကဲ့နောက်ထပ် သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါတယ်ဒါကတဲ့73နှစ်အရွယ်ចောင်းတူအာအတ္တမပြုတ်ကျင့်တက်ဖြတ်ခဲ့တဲ့ PDF ရဲဘော်ကိုတေတံပင်းရန်တောင်းဆိုတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်เนาะဒါကတော့အားလုံးသိပါတယ်ဟိုဘက်ရက်ကောမှာဘောမတွေဖွားနေကြတာကြားပါပြီเนาะဘောမတွေဖွားတာမှဖွားမျိုးစုံဖွားတာဘောမတွေမျိုးစုံဖွားနေတဲ့သတင်းမှဖြစ်ပါတယ်ဒေသခံတွေလည်းဆန္ဒပြပြီးတောင်းဆိုထားတာအားလုံးသိမှာပါမကွေးတိုင်းစောမြို့မှာအော်တိုဘားလ23နှစ်အရွယ်ចောင်းတူတယောက်ကို ်ပီဒီရဲ့ရဲဘော်တယောက်ကအတ္တမပြုကျင့်တပ်ဖြတ်အလောင်းဖြောက်ခဲ့တဲ့အမှုမှာကျူးလွန်သူကိုတေတံပေးဖို့လိုလားနေကြတယ်လို့ဒေတာကန်တွေစီကနေတိရပါတယ်ဒေတာကန်တယောက်ကအခင်းပြတဲ့နေ့က23ရက်နေ့ကဖြစ်တာ3-4ရက်လောက်ကြာမှအပုံနဲ့ထွက်လာလို့ပတ်ဝန်းကျင်ကလူတွေရှာကြရင်25ရက်နေ့မှာအလောင်းတွေ့ရတာဖြစ်စဉ်ဖြစ်တဲ့နေရာကစောမြို့ပေါ်ပြည်သူစေယုံတဲကလူမနေနဲ့ဝန်ထမ်းအိမ်ရလိုင်းကမ်းမှာပါကလေးမလေးက73နှစ်ရှိတဲ့ចောင်းတူဖြစ်ပါတယ် လို့ပြောပါတယ်အဆိုပါចောင်းတူမလေးကိုအတ္တမပြုခြင်းတက်ဖြတ်အလောင်းဖြောက်ခဲ့သူဟာကံကောခရင် PDF တိုင်ရင်တခုကတပ်ဖွဲ့ဝင်ရဲဘော်တယောက်ဖြစ်တယ်လို့လဲဆိုပါတယ်အဲ့ဒီចောင်းတူလေးကကံကောမျိုးဘော် ကတီရီရနာရောက်ကမှနေတယ် PDF ရဲဘော်ကလည်းမျိုးဘော်ကပဲသူတို့မိသားစုတွေချင်းရင်းနှီးကြတယ်အဲ့ဒီရဲဘော်ကတော့အတက်20ကျော်အရွယ်မင်းမင်းဆိုးတဲ့သူကတော့တောင်ဝင်ရှိသူတွေကဖမ်းဆီးမိထားပြီးစစ်ဆေးနေတယ်သူကိုယ်တိုင်လည်းအဲ့ဒီပြစ်စင်အတွက်ဝန်ခံထားတယ် နောက်ပြီးတော့လည်းအဲ့ဒီရဲဘော်ကအခုလို့ဖြစ်စဉ်မျိုးအရင်ကတည်းကကျွန်းလွန်ခဲ့ဘူးတယ်လို့လည်းတိရတယ်လို့ပြောပါလေကဲဒါဆိုရင်တော့ပြောเสียအကြောင်းကိုမရှိတော့ဘူးเนาะကွန်မြူနစ်စနစ်အတိုင်းပဲကိုကျင်းကိုတူကျင်းဘေးငုတ်တုတ်ထိုင်တွားဘာလို့ဖို့လဲဒီကာလမှာအလုံရှုပ်တယ်เนาะနောက်ပြီးတော့နမူနာလည်းပစ်တင်တယ်ကျွန်တော်တို့တွေကလက်နက်ကင်ပြီးလူဘာဝတဲ့စောက်ချင်းကိုမကြိုက်လို့လက်နက်ကင်ပြီးတိုင်းပြီးအနာခံပြီးတော်လှန်နေကြတာပါအဲ့ဒီတော်လန်နေတဲ့လူတွေကအခုလိုလက်နက်ကင်ပြီးလူဘဝလာမယ်ဆိုရင်ကျွန်တော်တိုင်းပြည်ဟာအစအထဲတော်လန်ရင်မလုတ်ပဲနဲ့ အာနာယူတွေတက်အုပ်ချုပ်မြောက်ကိုခေါင်းငုတ်ခံလိုက်ရင်ဒီလောက်ပင်မမ်းမှာမဟုတ်ပါဘူးအဲ့တော့အခုလိုမျိုး PDF ဘက်မှာပါဝင်တဲ့လူတယောက်ကဒီလိုလောက်ရမျိုးလောက်တာပိုဆိုးပါတယ်ဒါကြောင့်မလို့ဒီကောင်ရဲ့တက်ရင်မှရှိတဲ့တာဝန်ရှိသူတွေကတက်ဆိုင်ရမြို့နယ်ခရိုင်အဆင့်ရှိတဲ့လူတွေကကျွန်တော်ပြည်သူကိုစားပြောချင်ပါတယ်ခမားတို့တွေပြက်သားတင်းတဲ့အနေအားပြက်သားပါကိုလူတုလူခွဲမခွဲကြပါနဲ့ဒီလိုမျိုးစောက်ကျင်မကောင်းတဲ့ကောင်မျိုးအခုကတခါလည်းမဟုတ်ဘူးရှင်းမှလည်းတခါကျူးလွန်ထားပြီဆိုရင် ဘာမှမဆိုင်သူကိုယ်တိုင်နဲ့ဝေခံနေသေးကြတယ်အရှင်းမှလည်းကျူးလွန်ထားတယ်ဆိုလောကကြီးအတွက်ထမားခံစရာအကြောင်းမရှိတော့ဘူးကိုကျင်းကိုတူဆက်ဆောင်ထိုင်ခိုင်းတာအကောင်းဆုံးပဲနော်ဒါပဲပြောချင်ပါအဲ့တော့ပြည်သူအများစုစံနာနဲ့လည်းထပ်တူကြမယ်လို့ထင်ပါတယ်ကျွန်တော်တို့တွေကကြော်ရရင်သာခွဲခြားလို့မရပါဘူးစောက်ချင်မကောင်းတော့ကောင်းမကောင်းသူတို့တုတ်ပြန်မှာပဲဟုတ်ကဲ့နောက်ထပ်သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးခြင်းပါလေဒါကတော့တိုင်းအဆင့်ရဲမှုလိုက်ပါလာတဲ့ကားလေးစီးပါရင်နှန်းမိုင်းဆွဲပစ်ခတ်တိုက်ခိုက်မှုမှာစစ်တပ်ဘက်မှ၄ဦးတေဆုံးတယ်ဆိုတဲ့သတင်းမှဖြစ်ပါတယ်အဲ့ဒီရဲမှုတော့လွတ်သွားတာနားတယ်နော် မကွေးတိုင်းမင်းတုံးမြို့နယ်တွင်တိုင်းရင်းစစ်ရဲမှုလိုက်ပါလာတဲ့ကားလေးစီးပါရင်နန်းကိုမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ရာစစ်တပ်ဘက်မှ၄ဦးတင်ဆုံးခဲ့ပြီးခဲယမ်းအချို့တိမ်းဆဲရရှိကကားတစ်စီးကိုမီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်းတရက်ခိုင်အမှတ်လေးတက်ရင်မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုကိုမြတ်ကပြောဆိုတယ်မင်းတုံးမြို့နယ်မဲဇလီကျေးရွာနှင့်ဝွန်တွင်းကျေးရွာအကြားမှရှိပဋိမုံရွာလမ်းပိုင်းပေါ်တွင်မင်းတုံးမြို့ဘက်မှဝင်တွင်း ကျေးရွာဘက်ကိုမောင်းနှင်လာတဲ့တိုင်းအဆင့်ရဲမှုလိုက်ပါလာတော့ကားလေးစီးပါရင်နန်းကိုတော်လိုင်းတပ်ဖွဲ့များကမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရတယ်။တိုက်ခိုက်မှုအတွင်ဖိုးဝီကားတစီးဒီမိုင်းထိမှန်ကမောင်းပြေးသွားရာကိုတော်လိုင်းတပ်ဖွဲ့များလိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထို့နောက်ကားပေါ်ပါလာတဲ့စစ်သားများကမိုင်းထိမှန်ထားတဲ့ကားကိုရက်ထားခဲ့ပြီးထိခိုက်ဒဏ်ရာရသူများကိုကြံကား၃စီးပေါ်တင်ဆောင်၍ထွက်ပြေးမောင်းနှင်သွားကြကြောင်းသိရတယ်။ တိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်ဘက်မှမျက်မြင်၄ဦးထိခိုက်ဒဏ်ဆုံးပြီး၎င်းတို့ထံမှ Sand White City 2G 98တောက် G3G 24တောက်ကာပိုင် G 18တောက်စစ်အုံဆောင်ပစ္စည်းချို့နှင့်ချို့နှင့်ငွေဓာတ်3တိန်းကျပ်တို့ကိုလည်းတင်းဆဲနိုင်ခဲ့က၎င်းတို့ထားခဲ့သည့်ကားတစ်စီးကိုလည်းမီးရှို့ရှင်းလင်းနိုင်ခဲ့ကြောင်းသိရတယ်။နော်လက်ရှိဖြစ်နေတဲ့ဘဝကြည့်အဲ့ဒါဘာလဲဆိုတော့ပြည်သူကြိမ်စာပဲငါစစ်သားငါရဲပါဆိုပြီးတော့တိုင်းပြည်တစ်ခုမှာ နိုင်ငံတိုင်းမှာကမ္ဘာပေါ်မှာနိုင်ငံတိုင်းကိုကြည့်လိုက်ပါစစ်သားတွေရဲတွေသူတို့နိုင်ငံရဲ့စစ်သားတွေရဲတွေကသူတို့နိုင်ငံအတွင်းမှာယူနီဖောင်းကြော့အောင်ဝတ်ပြီးတော့ဂုံယူစွာလမ်းလျှောက်ပြီးတွားလို့ရတယ်ပြည်သူကြားထဲမှာမျက်နှာငယ်စရာမလိုအောင်တွားလာလှုပ်ရှားလို့ရတယ်လက်ရှိမြန်မာနိုင်ငံမှာရှိတဲ့စစ်သားတွေရဲတွေအဲ့လိုလှုပ်ခွင့်ရလားလှုပ်ခွင့်ရှိသေးလားဒါဒီဘာကြောင့်မင်းအောင်လှိုင်အာနာမသိမ့်ခဲ့ရင်အဲ့ဒါလိုဘွားမျိုးရောက်လာမှာလားရှင်းရှင်းလေးပါအဲ့တော့ မဲစရင်မှားတယ်ဆိုတဲ့အကြောင်းပြချက်ကကျွန်တော်တို့အမြဲပြောသူတို့ပဲခွေးပြောခွေးယုံမဲခိုးခိုးမခိုးခိုး NND ဟာနိုင်ပြီးသားပါတီလေအားလုံးနဲ့တိတဲ့ဟာကြီးကိုအဲ့တော့မဲခိုးပါတယ်ဆိုတဲ့ဒီခွေးစကားကိုပြောပြီးတော့ခွေးသားတွေကိုပေးယုံခိုင်းပြီးတိုင်းပြည်ကိုဖျက်ဆီးတာဟာဒီမင်းအောင်လှိုင်ရုပ်မာတဲ့လောက်ရကြောက်အခုဘလို့ဖြစ်သွားပြီလေစစ်သားတွေရဲတွေယူနီဖောင်းတော်ဝင်ပြီးအပြင်သွားလာရဲကြသေးလားအေးအဲ့ဒါဟာတရားခံဘလူလေကိုကိုတိကြပါတော့ဟုတ်ကဲ့ပါကျွန်တော်တို့သတင်းတွေကိုအစအနေဆုံးစောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတူတူတယောက်ချင်းချင်းကိုကျေးဇူးတင်ပါတယ် ကျွန်တော်တို့ channel ကိုတတိယနေ့ပေးပို့ခြင်းနဲ့ဆိုရင်လဲကျွန်တော်ရဲ့ Facebook Messenger ကနေဆက်သွယ်ပြီးပေးပို့လို့ရပါတယ်။လက်ဒီနေ့လဲကျွန်တော်နေပြည်တော်ကနေအုတ်ရက်ွက်အုတ်ချုပ်ရေးမှုတယောက်ပေါ့နော်။တလောက်၄000 5000အိမ်တွေကိုတောင်းနေပါတယ်။ပြီးလို့ရှိရင်ရွာထဲမှာမပေးနိုင်တဲ့လူတွေပြည်တနာရှာပါဆိုပြီးတတိယပို့လာတာရှိပါတယ်။ဒါပေမဲ့လို့ခုနှစ်ကလေးတွေမှာကျွန်တော်အဲ့ဒီအုတ်ကြီးကိုဖုံးဆက်ပြီးတော့အရင်မေးပါတယ်။မေးတဲ့အချိန်မှာသူ့ဘက်ကကောင်းအောင်ပြန်ရှင်းပြတယ်။မယုံလို့ရှိရင်ကွင်းစင်းပြီးတော့လစ်လာနိုင်ပါတယ်လို့ပြန်ပြောတယ်။ဒါပေမဲ့ တခုမတိတာကျွန်တော်ဘယ်ဖက်အချမ်းကလဲလို့သူတိလားမတိလားတော့မတိဘူးစကားပြောတာတော့ပြားနေတယ်ဘယ်လိုဖြစ်ဖြစ်ကျွန်တော်တို့ကတော့အမုန်းတရားတွေနဲ့လှောက်ရှားနေကြတာမဟုတ်ပါဘူးရက်ွက်အုပ်ကြီးတွေကိုလည်းနားလဲပါတယ်ဒီကာလမှာနှစ်ဖက်ကြားထဲမှာအစဉ်ပြေအောင်နေရတာဒါပေမဲ့ကျွန်တော်တို့ပြောချင်တာကဘယ်လိုပဲဖြစ်ဖြစ်ပြည်သူမျက်နှာကိုကြည်ပေးပါလို့ပဲပြောချင်ပါတယ်ဒါတနိုင်ငံလုံးမှာရှိတဲ့အုပ်ကြီးတွေအလုံးကိုရက်ွက်တူရက်ွက်တာကိုနဲ့နော်တရေတဲ့တမြေတဲ့နေတဲ့ကိုရက်ွက်တူရက်ွက်တာမျက်နှာကိုကြည့်ကြပါ မရှိတဲ့လူတွေဘဝတွေကိုခက်ခဲပါခက်ခဲကြတဲ့လူတွေကိုစာနာပေးပါနားလည်ပေးပါလို့ပဲတိုက်တွန်းချင်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ကျွန်တော်တို့တင်းနေကိုအစအနေအဆောင်စောင့်မျှော်ကြည့်ရှုအားပေးကြတဲ့မိဘပြည်သူတို့အုပ်တယောက်ချင်းတိုင်းကိုကျေးဇူးတင်ပါတယ်မင်္ဂလာညချမ်းပါခင်ဗျာဘေးဘေးကဝေးကွာကြပါစေ